်မင်္ဂလာပါရှင်ကျမတို့ငူးခတ်တာပါ DVO မြန်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ AR တိုင်းမှာပြီးခဲ့တဲ့တစ်လအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေနိုင်ငံတော်စူပူအောင်လှုံ့ဆော်တဲ့စာတွေရေးသားဖြန့်ဝေတာကြောင့်လို့ဆိုပြီးအရက်သား22ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တယ်လို့နှိစက်သူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကနေ30ရက်နေ့အထိတလအတွင်း AR တိုင်းထဲမှာအမျိုးသား16ယောက်နဲ့အမျိုးသမီး9ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး online ကနေဈေးရောင်းချသူတွေနဲ့တောင်သူလယ်သမားသားသမီးတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေကိုလူမှုကွန်ရက်ပေါ်ဖြန့်ဝေတယ်လို့ဆွဆွဲဖမ်းဆီးတာဖြစ်ပြီးအဖမ်းခံရတဲ့သူတွေရဲ့ဖုန်းတွေကိုပါသိမ်းထားတယ်လို့တိုင်းရဲတပ်ဖွဲ့နယ်နေဆက်သူကပြောပါရတယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုစစ်ကောင်စီတပ်ကဥပဒေနဲ့အညီလို့ခေါင်းစဉ်တက်ပြီးနိုင်ငံတော်အကြီးညိုပြက်စီမှုရာဇဝတ်ကြီးဥပဒေပုံမှ905က905ခစတဲ့ပုံမှတွေနဲ့အမှုဖွင့်အရေးယူထားခံရသူတွေရှိသလိုလက်ရှိအချိန်ထိအမှုဖွင့်မခံရသေးတဲ့သူတွေလည်းရှိနေတယ်လို့သိရပါပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ကအရှေ့နှံမော်တွေကိုအော်တိုဘားလ၈ရက်နေ့နဲ့9ရက်နေ့တွေမှာစစ်တပ်ကနှစ်ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ရေနံမော်လုတ်သား9ရောင်ထပ်မနေတည်ဆုံးခဲ့တယ်လို့ကလေးငယ်တွေအပါအဝင်အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပေါင်းနဲ့မြိုင်မျိုးနဲ့အဆက်မှာရှိတဲ့ကြောက်ခွက်ရေနံမော်နဲ့တပိညိုရေနံမော်တွေကိုနှစ်ရက်ဆက်တိုက်ဘုံကျဲသွားတာဖြစ်ပြီးအမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်စုစုပေါင်းပြည်သူ၅ယောက်ထပ်မံနေတည်ဆောင်းခဲ့ပြီးကလေးတွေလည်းတန်းအများပြားရရှိခဲ့တယ်လို့မြိုင်မျိုးနဲ့အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်ကိုအနဝါက TV ကိုပြောပြပါဗျာ။ အဲ့လိုလေကြောင်းတိုက်ခိုက်မှုကိုပခုတ်ကိုတက်မှတရားတစ်ကနေတက်လာတဲ့စက်တက်လေးထီးနဲ့မုံရွာနာမခါကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးကဘုံကျဲခဲ့တာလို့လဲဆိုပါရယ်။အရိဘက်ကရင်းနမော်ရီဘက်မှာတိုက်ပွဲဖြစ်တာမရှိပေမဲ့ရန်သူစစ်ကြောင်းဝင်နေတာရှိလို့စစ်ရေးအခြေအနေတက်မှနေတာတော့ရှိတယ်လို့ပေါင်းမြုံနယ်အတွင်းရောက်ရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့စစ်ကြောင်းမှုတယောက်က TV ကိုပြောခဲ့ပါရယ်ရှင်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့ခလာယာ58တရင်ကနေလက်မြန်ရွာအထိထိုးစစ်ဆင်တက်ဆွဲထားတဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေကို KIA ပူးပေါင်းတပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ဟနသတင်းပေးပို့ထားပါတယ်ရှင်။ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာနီးရှိစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေတက်ဆွဲထားတဲ့ကာကင်းစခန်းကူကို KIA ပူးပေါင်းတပ်တွေကအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာတင်ပိုင်နိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကသိရပါဗျ။ ဝိုင်းမော်မျိုးရဲ့တခုတီရောမျိုးဆောင်တက်ဖြစ်တဲ့ခလာရ58တက်ရင်ပြည်သူစစ်တပ်စခန်းရှိရာဝဉံကြီးရွာကနေလက်မြန်ကြီးရွာကလန်းနေရတဲ့အထိစစ်ကော်မရှင်ပူပေါင်းတပ်တွေကလေချောင်းလန်နဂျီပြကူတွေနဲ့ပြီးခဲ့တဲ့အပတ်မှာနေရယူတက်ဆွဲလာတာဖြစ်ပါတယ်။ဒါပေမဲ့အော်တိုဘားလာရှိရနေမနက်9နာရီခွဲအားစပြီးမနက်7နာရီအထိကျင်းလွတ်ရေးတက်မတော်ကြံရင်နဲ့တော်လိုင်းပေါင်းတပ်တွေဘက်ကနေပြန်လည်တွားရောက်တက်ခိုက်ရှင်လင်းနိုင်ခဲ့တာဖြစ်တယ်လို့ခရင်ရှိတန်းတည်ရင်မြစ်ကပြောပါတယ်။ ယာဇီကျင်းစကန်ဘယ်ဘောနော်လာတီနီကဘာနဲ့စုပ်ပြီးလာရပြီဒီနေ့ဘယ်နှပိုင်းပြန်ပြီးလာနေတယ်ပေါ့အော်သူတို့ကဒီ90ရှိတယ်ပြန်စုပ်ကြတယ်အလုံးနဲ့ခေရန်တင်းစီရမိတာရှိတယ်ပေါ့နော်တကွေးကတော့လူလို့စုံကြီးနေတယ်အလို drone နဲ့လာပြီးပြတာရောရှိရှိတယ်ပေါ့စစ်ကောင်မရှင်ပူပေါင်းတပ်တွေရဲ့ကန်ကင်းစကန်တစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်စစ်တုံးပန်းတချို့ဖမ်းမိတယ်ဆိုပေမဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာမြပြင်ကနေခမန်းချင်အင်အားတရားဝန်ကျင်ခန့်အုံပြုပြီးခရင်ရှိရာလာမြန်ရွာဘက်ကိုလက်နက်ကြီးလေးချောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်လာတာကြောင့်နိုင်လေတနာကြီးကစပြီးနောက်နေ့အောက်တိုဘာ9ရက်နေ့မနက်အစောပိုင်းအထိတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ6ရက်နေ့ညကတိုက်ပွဲမှာလမ်းမြန်ကျေးရွာကားလန်းနေရာတချို့ကိုခရင်ရီနဲ့ဒေါ်လန်ရီတပ်တွေကဆုတ်ခွာလိုက်ရပေမဲ့အဲ့ဒီနေရာအလုံးကိုအောက်တိုဘာ10ရက်နေ့မနက်ပိုင်းမှာ ခင်ပူပေါင်းတက်ကပြန်လဲတင်ပိုင်လိုက်နိုင်ပြီလို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးဝိုင်းမော်58တရင်ကနေဝီယန်တီယော်နာအထိစတက်ကနေရာယူတဆွဲထားနိုင်ပြီးဝီယန်အထက်လာမြန်ကနေအထက်ဘက်အလုံးကိုကချင်လွတ်လပ်ရေးတပ်မတော်ကရင်ပူပေါင်းတက်ကထိန်းချုပ်ထားပါတယ်။စစ်ကောင်မရှင်ပူပေါင်းတပ်ကကရင်ပူပေါင်းတပ်ထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့နယ်လက်မြန်ကျွာဘက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်လေးရှိတယ်လို့ဝိုင်းမော်မြို့ခံတယောက်ကပြောပါရယ် ဘိုင်းမော်တက်ကွဲကညင်သွားတာတော့မဟုတ်ဘူးဘောနော်လို့ပဲညင်လိုက်ပြစ်လိုက်နေနေတိုင်းဖြစ်နေတယ်ဘောနော်လို့တနေ့ကြီးလဲအရန်ပြစ်တယ်ဘောနော်မြစ်ချနာကနေလဲပြစ်တယ်ရရဒရုန်းတွေနဲ့လဲပါသေးတယ်ဘောနော်အတခါတခါဆိုလို့ညရောညရောလို့ပြစ်လို့တက်ပွဲကြီးဖြစ်ပြီးဆိုရင်မှလဲထင်ကြတဲ့အချိန်ဘောနော် အဒီအဲ့လိုကြားထဲမှာတမတ်ကလေးအဲ့လိုလေရင်နဲ့လာဖြစ်တာလည်းရှိသေးရဲ့ဗျလက်ရှိဝိုင်းမော်တိုက်ပွဲအနေထားကတော့ကချင်လူလည်ရေးတက်မတော်ခင်ရင်နဲ့တော်လိုင်းရေးတက်ဖွဲ့တွေကခန်းစစ်နဲ့တာခုခံနေပြီ စစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေဘက်ကလက်အမြင်ရွာဘက်ကိုထိုးတက်လာရင်တိုက်ပွဲဖြစ်ပွားလိမ့်ရှိပြီးသူတို့ဘက်ကငင်ရင်တိုက်ပွဲလည်းငြိမ်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်စတုံးအပါဝင်ကမ်ပိုင်တီလန်းကျောတကျောမှာရှိတဲ့စစ်တပ်စခန်းတွေကို2024ခုနှစ်ဇွန်လမှာကချင်လွတ်လပ်ရေးတပ်မတော် KNY နဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေဘက်ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မင်းရှားတတုဒုဖော်ရချီဖွေမြို့နယ်ပောင်ဝါဒီသားကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာအပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာမြေရှားတပ်တူထွက်ရှိတဲ့ကြီးဖွေးပောင်ဝါလန်ဆဲစတုံးကမ်ပိုင်တီဖီမွန်စားတဲ့တရုတ်နယ်ဆက်မြို့နေရာတွေကိုပြန်ရဖို့ဝိုင်းမော်မြို့နယ်ခြေကစစ်မင်းသပင်တစ်ခုကနေထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ကျွန်မဟန်နာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ပထမအဆင့်ကိုအစ္စရေးနဲ့ဟာမတ်စ်တို့သဘောတူညီခဲ့ကြပြီးဖြစ်ပြီးတစားကန်အားလုံးမကြမီပြန်လွတ်လာတော့မယ်လို့အတည်ပြုလိုက်ပါတယ်။ သူရဲ့ True Social လူမှုကွန်ရက်မှာ Israel တပ်တွေဟာလည်းသဘောတူထားတဲ့နေရာအထိပြန်ဆောက်ရမယ်လို့យေတာထားပါတယ်။ဒီသဘောတူညီချက်ရရှိရေးအတွက်ကာတာ၊ Egypt နဲ့ Turkey တို့ကဂျားဝယ်ညှိနှိုင်းပေးခဲ့ကြောင်းကိုလည်း Trump ကထည့်သွင်းပြောကြားခဲ့ပါတယ်။ Hamas ဘက်ကလည်းသဘောတူညီမှုကိုအတည်ပြုပေမဲ့အပြန်အလှန်အနေနဲ့ Israel ကလွှတ်ပေးမဲ့အကြံသာနောက်ဆုံးစည်းကိုတော့မသိရသေးဘူးလို့ Palestine သတင်းရင်းမြစ်တွေကဆိုပါတယ်။ Israel ဝန်ကြီးချုပ်နေတန်ယာဟုကတော့ဒီသဘောတူညီချက်ဟာ Israel အတွက်ကြီးကျယ်တဲ့နေ့တစ်နေ့ဖြစ်ပြီးအစိုးရအဖွဲ့ရဲ့ ီးပြုချက်အရပေါ်အော်တိုဝါလာ9ရက်နေ့မှာတင်ပြသွားမယ်လို့ပြောပါရယ်။ Israel အစိုးရကအတည်ပြုပြီးတာနဲ့အပြစ်ခတ်ရက်စရေးဟာ Jerusalem စံတော်ချိန်မွန်လွဲ2နာရီမှာစတင်မှာဖြစ်ပါရယ်။သဘောတူညီချက်အတည်ပြုပြီးရင်တရားခွင်တွေကို82နာရီအတွင်းစတင်လှုပ်ပေးဖွယ်ရှိတယ်လို့ Hamas နဲ့နှိစက်တဲ့တရင်မြင့်တို့ကဆိုပါရယ်ရှင်။ TVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ကူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်